မင်္ဂလာပါခင်ဗျရန်ကုန်ခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ကစိန်လုံးတက်ဘွဲ့ကနေစစ်ဘေးရှောင်လာတဲ့စစ်တပ်မိသားစုတွေနဲ့ဝန်ထမ်းတွေပါဝင်ကုန်ကားတွေပါပိတ်မိနေတဲ့အချိန်ဂျပန်စစ်တပ်ကလေကြီးနဲ့ဘုံကျဲတိုက်ခိုက်သွားရမှာစစ်တပ်လက်အောက်ခံဝန်ထမ်းတွေတက်မိသားစုဝင်၅ဦးသေသွားကြတယ်ဆိုပါတယ်။စကိုင်းတိုင်းကောလင်မြို့အနောက်ဘက်မှာအကြက်ဖက်စစ်ကောင်စီတက်နဲ့တော်လန်ရေးတပ်ပေါင်းစုတွေကြတိုက်ပွဲပြင်းထန်ခဲ့ပြီး စေကောင်းစီတက်သားအယောက်20ကျော်ဟာအတိအသေးတေသွားပြန်တယ်ဗျ။တော်လန်ရင်ရေပေါ်တချို့လဲဒဏ်ရာရထားတဲ့ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပြောဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ကချင်ပြည်နယ်ကစိန်လုံတိုက်ပွဲကနေစစ်ဘေးရှောင်လာတဲ့စစ်တပ်မိသားစုတွေနဲ့ဝန်ထမ်းတွေအပါအဝင်ကုန်ကားတွေပါပိတ်မိနေတဲ့အချိန်အကြပ်ဘတ်စစ်တပ်ကလေရင်နဲ့ဘုံကျဲတက်ခိုက်သွားရမှာ။ စေကောင်းစီလက်အောက်ခံဝင်းဒန်းတွေနဲ့တက်မီသားစုဝင်း၅ဦးသေသွားကြတယ်လို့ဒေတာခံပြည်သူတွေကပြောပါတယ်ဒီကနေ့ဧပြီလ၁ရက်နေ့မနေ့အစောပိုင်းမှာပဲစိန်လုံတိုက်ပွဲဖြစ်ပွားမှုအတွင်းကနေစစ်ဘေးရှောင်လာတဲ့စစ်တပ်မိသားစုတွေနဲ့ဝင်းဒန်းတွေအပါအဝင်ခီးသွွားကားတွေနဲ့ကုန်ကားတွေဟာဂျမ်မိုင်းကျေးရွာနီးမှာရှစ်ဆက်မရပဲပိတ်မိနေခဲ့တယ်ဆိုပါတယ်အဲ့ဒီအချိန်အကြက်ဖက်စစ်ကောင်းစီတက်ကတိုက်လေရင်နဲ့လာပြီးဘုံကျဲချသွားရမှာကုန်ကားတစ်စီးပျက်စီးသွားပြီတိတ်ဆုံးတဲ့သူတွေရောတန်ရရတဲ့သူတွေပါရှိသွားတယ်လို့ တည်သွားတဲ့သူ၅ဦးကတော့လွယ်ကျကနေထွက်ပြေးလာတဲ့စစ်တပ်မိသားစုနဲ့ဝန်ထမ်းတွေဖြစ်တယ်လို့လဲဒေသခံပြည်သူတွေကပြောပါတယ်။လက်ရှိမှာတော့အဲ့ဒီစစ်ဘေးရှောင်တွေတဲကဒဏ်ရာရထားတဲ့သူတွေကို KNA တက်ရဲ့စေအဖွဲ့ကနေလာရောက်ကုသပေးနေတယ်လို့လဲဒေသခံပြည်သူတို့ကပြောထားပါတယ်။အချမ်းဖတ်စစ်ကောင်စီရဲ့စိန်လုံးဘျူဟာစကန်းကုန်းကြီးကိုတော့ဒီကနေ့ဧပြီလ၁ရက်နေ့မနက်ပိုင်းမှာပဲ KNA နဲ့မဟာမိတ်တပ်တွေကအပိသက်သိမ်းပိုက်လိုက်ပြီးဖြစ်တဲ့အတွက်မကြာမီလမ်းတွေလည်းပြန်ပွင့်တော့မှာဖြစ်တယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျ။ ဖက်မှာလဲစကိုင်းတိုင်းကောလင်းမြို့အနောက်ဘက်မှာအကြံဖက်စစ်ကောင်စီတပ်နဲ့တော်လန်ရေးတပ်ပေါင်းစုတွေကြတိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကောင်စီတပ်သားအယောက်20ကျော်ဟာအသီးသီးသေသွားပြန်တဲ့အပြင်တော်လန်ရေးရဲဘော်တို့လည်းဒဏ်ရာရထားတယ်လို့ကောလင်းခဲအမှတ်နှစ်တက်ရင်းတဲ့ဒေသခံသတင်းရင်းမြစ်ကရန်ကုန်ခေတ်တစ်ခုပြောပါတယ်မတ်လ31ရက်နေ့ဖြစ်တဲ့မနေ့ကပဲကောလင်းမြို့နယ်အနောက်ချမ်းကကြောက်ကမင်းကုန်းနဲ့ ဖန်ခါကုံခြေရွာတွေကိုမိရှုဖြစ်စီပြီးဘုံကြီးကျောင်းနဲ့စာတင်ကျောင်းတွေမှာတက်ဆွဲထားတဲ့အကြပ်ဖက်စစ်ကောင်စီတပ်သားတွေကိုတော်လန်ရဲတပေါင်းစုတွေကနေဝင်ရောက်တက်ခတ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီမှာတနအီကျော်ကြာတိုက်ပွဲပြင်းထန်ခဲ့ပြီးတဲ့နောက်စစ်ကောင်စီတပ်သားအယောက်20ကျော်ဟာပြစ်ခတ်မှုတွေအတွင်းမှာပဲအသီးသီးသေးကုန်ကြပြီးဒဏ်ရာရတဲ့သူတွေလည်းရှိသွားသလိုတော်လန်ရဲတပ်ဖွဲ့ဝင်6ဦးလည်းဒဏ်ရာရခဲ့တယ်လို့ Golden Khan တရင်နှစ်ကနေတရားဝင်ထုတ်ပြန်ထားပါတယ်ခင်ဗျတပ်ဖက်မှာလည်း စကိုင်းတိုင်းချောင်းဦးမြို့နယ်မှာတရားရစစ်သားတွေကိုတယ်လာတဲ့စေကားတစီကိုတော်လန်ရဲတပေါင်းစုတွေကနေလမ်းမှာဖြတ်အားပြင်းမိုင်းတွေနဲ့ထတ်မှန်ဖောက်ခွဲတိုက်ခတ်ရမှာစေကောင်းစီဘက်ကသေတဲ့သူတွေတော်တော်များသွားတယ်လို့ People's Defense Force South မုံရတပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်ကိုပြောပါတယ်မတ်လ28ရက်နေ့ကပဲချောင်းမြို့နယ်နေရီကန်ကျေးရွာမှာတဆွဲထားတဲ့စစ်ကားတစီဟာရေပိုးစာဖုံးကြီးကြောင့်နဲ့မှတရားရတဲ့စစ်သားတွေကိုသွားခေါ်ပြီးပြန်လာတဲ့အချိန် သူတို့တဆွဲထားတဲ့နေရီကန်ကျေးရွာအနီးအရောက်မှာပဲတော်လန်ရေးတပေါင်းစုတွေကနေအထူးထုတ်ထားတဲ့ဖြတ်အားပြင်းမိုင်းတွေနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုတိုက်ခိုက်မှုအတွင်းဒဏ်ရာရပြီးပါလာတဲ့စစ်သားတွေတဲကအသေးတဲ့သူတွေတော်တော်များသွားပြီးလက်ရှိတိထားချက်အရစစ်သား10ဦးထက်မနည်းသေကုန်ကြတဲ့အပြင်၃ဦးကဒဏ်ရာတော်တော်ပြင်းပြီးမသေးမရှင်ဖြစ်နေတဲ့အကြောင်းကိုပါတိထားရပြီးသေသွားတဲ့စစ်သားမသားလောင်းတွေကိုတော့သူတို့စခန်းထဲမှာပဲမြေမြုပ်ထားတဲ့အကြောင်းကိုပါတိထားရတယ်လို့ People's Defense Force South မုံရွာတပ်ဖွဲ့ရဲ့တာဝန်ရှိသူကပြောထားပါတယ်ခင်ဗျာဖတ်မှာတော့မွန်ပြည်ပေါ်ထွန်းရေးဒရက်တော်လန်ရေးအင်အားစုတွေနဲ့အတူတကပူပေါင်းဆောင်ရွက်သွားမယ်လို့ဆက်အနာရှင်တိုက်ဖြတ်ရေးမွန်ပြည်တစ်ပါတီကကြေညာလိုက်ပါတယ်ဆက်အနာရှင်တိုက်ဖြတ်ရေးမွန်ပြည်တစ်ပါတီအနေနဲ့ဒီမိုကရေစီရေးအမျိုးသားတန်းတူရေးနဲ့ကိုပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရှိတဲ့ Federal Democracy ပြည်ထောင်စုနဲ့မွန်ပြည်ပေါ်ထွန်းရေးအတွက်တော်လန်ရေးအင်အားစုတွေနဲ့အတူတကပူပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆရာနာရှင်တိုက်ဖြတ်ရေးမွန်ပြည်သစ်ပါတီရဲ့နိုင်ငံရေးကြေညာချက်မှာဖော်ပြထားပါတယ်။ဒါအပြင် NCA စာချုပ်အပေါ်အခြေခံတဲ့နိုင်ငံရေးဆွေးနွေးမှုမှန်သမျှကိုလက်မခံပဲတိုင်းသားလူမျိုးတွေရဲ့အမျိုးသားတန်းတူရေးနဲ့ကိုပိုင်ပြတ်ထန်းခွင့်ကိုအပြည့်ဝအာမခံတဲ့ပြည်နယ်တွေဖက်ဒရယ်ယူနစ်တွေနဲ့စုဖွဲ့ထားရာဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွင်းမွန်ပြည်ကိုတိဆောက်သွားမှာဖြစ်တယ်လို့လဲဆရာနာရှင်တိုက်ဖြတ်ရေးမွန်ပြည်သစ်ပါတီကထုတ်ပြန်ကြေညာလာတာပဲဖြစ်ပါလိမ့်ခင်ဗျ ဒီတစ်ခါဆက်ချင်တာကတော့ AR တိုင်းဖြာပုံအကျဉ်းထောင်မှာပြစ်ခတ်တန်းထွက်ပေါ်ပြီးတဲ့နောက်အကျဉ်းထောင်တွေကိုစစ်ကားတွေဝင်ရောက်သွားပြီးပြစ်ခတ်ဖြိုခွင်းမှုအတွင်းနိုင်ငံရေးအကျဉ်းသားတွေအပါအဝင်အကျဉ်းသား18ဦးထိခိုက်ဒဏ်ရာရထားတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ရဲ့ဥဆောင်ကော်မတီဝင်ကိုတိုက်ထွန်းဦးကရန်ကုန်ခေတ္တကိုပြောပါတယ်မတ်လ31ရက်နေ့ဖြစ်တဲ့မနေ့ကညနေပိုင်းမှာပဲဖြာပုံအကျဉ်းထောင်တွင်းမှာပြစ်ခတ်တန်းတွေထွက်လာပြီးတဲ့နောက်အကျဉ်းထောင်တဲကိုစစ်ကားတွေဝင်ရောက်သွားတယ်ဆိုပါတယ် အဲ့ဒီနောက်ပြစ်ခတ်ဖြိုခွင်းမှုအတွင်းနိုင်ငံရေးအကျဉ်းသားတွေပါဝင်အကျဉ်းသားစုစုပေါင်း18ဦးဟာထိခိုက်ဒဏ်ရာတွေရထားတယ်လို့သိထားရပြီးဒီကနေ့ဧပြီလ1ရက်နေ့မနက်ပိုင်းမှာတော့အကျဉ်းသားအကျဉ်းသူတွေအတွက်ပါဆယ်လက်ခံမှုပါမရှိတော့သလိုအကျဉ်းတော်တွေမှာလည်းနိုင်ငံရေးအကျဉ်းသားတွေကိုခေါ်ယူစစ်ဆေးတာတွေရှိနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ရဲ့ဥဆောင်ကော်မတီဝင်ကိုတိုက်ထွန်းဦးကပြောထားပါတယ်ခင်ဗျဟုတ်ကဲ့ ဒါကတော့ရန်ကုန်ခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးကြတာပါကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ